မတင်မတဲ့လိုင်းစင်မဲကားကြောင့်ကွယ်လွန်ခဲ့ရတဲ့မင်းသားလေးသူပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်မီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါရစေအကိုဖြစ်သူရဲ့မတင်မတဲ့လို့ရဲ့ကြောင့်ကွယ်လွန်သွားခဲ့ရတာကတော့တရုတ်ဆောင်သူပါ အထူးသဖြင့်အကိုဖြစ်သူဝယ်ပေးထားတဲ့လမ်းစင်းမဲကားကြောင့်လို့ဆိုရပါမယ်။အခုဆိုရင်တော့တရုတ်ဆောင်ထူးရဲ့နာရီကိုလည်းကောင်းမွန်စွာနဲ့ပြုလုပ်ခဲ့ပြီးဖြစ်ပြီးရက်လက်စွန်းသွတရားနာကိုလည်းပြုလုပ်ခဲ့ပါပြီ။ဒီလိုမျိုးအကုန်လုံးကိုပြုလုပ်ပြီးပေမဲ့တရုတ်ဆောင်မင်းသားလေးထူးကမကျွတ်လွတ်နိုင်သေးဘူးဆိုတဲ့သတင်းတွေပြန့်နှံ့နေခဲ့ပါတယ်။တချို့တွေကတော့တရုတ်ဆောင်မင်းသားလေးထူးကမတရားမှုတစ်ခုနဲ့ကွင်းလွန်သွားခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒါကိုစိတ်ဆွဲပြီးတော့မကျွတ်လွတ်တာလို့ပြောကြပါတယ်။လက်ရှိမှာထပ်မံပြီးတော့ပေါ်ထွက်လာတဲ့သတင်းတွေအရဆိုရင်သူကွင်းလွန်သွားခဲ့တဲ့ကနောက်ွယ်မှာအမှန်တကယ်မသိငါစရာတွေရှိနေရ ါပါတရုတ်ဆောင်သူကသူ့ရဲ့အကိုဖြစ်သူဝယ်ပေးခဲ့တဲ့ကားကိုမောင်းနေရင်နဲ့မတော်တဆမှုဖြစ်ပြီးတော့ကွယ်လွန်သွားခဲ့ရပါတယ် လက်ရှိမှာထပ်ပြီးတော့တိလိုက်ရတာကအဲ့ဒီကားကိုရိုးရိုးသားမှန်အဆင်ပြေတဲ့ကားမဟုတ်ဘဲနံပါတ်ကိုပွားပြီးတော့အတုလုပ်ထားခဲ့တဲ့လိုင်စင်မဲ့ကားတစ်ခုဖြစ်နေရဆိုတာပဲဖြစ်ပါတယ်။ဒီအကြောင်းတွေကိုပြည်သက်တွေရဲ့ဖော်ထုတ်ချက်ရသိခဲ့ရတာပါ။ရောက်ဆောင်2ကမက်စလာရှိရဲ့ညပိုင်းမှာအဲ့ဒီကားနဲ့အင်ကိုပြန်လာနေတဲ့ချိန်မှာတစ်ပင်ကိုဝင်တိုက်ပြီးတော့မတော်တဆဖြစ်သွားခဲ့ပါတယ်။ဒီလိုမတော်တဆဖြစ်တဲ့ပုံစံကလည်းထူးဆန်းနေပြီးတော့ကားရဲ့ဘေးဘက်မှာလည်းပိန်နေရကြောင့်ဒါကပုံမှန်မဟုတ်နိုင်ဘူးလို့ပြည်သက်တွေကသိခဲ့ကြပါတယ်။ဒါကြောင့်ထပ်မံပြီးတော့စုံစမ်းချက်တွေအရအဲ့ဒီကား ာကတခြားကားနံပါတ်တစ်ခုကိုပွားပြီးတော့ပြန်လုထားတဲ့လမ်းစဉ်မဲ့ကားတစ်ခုဖြစ်နေခဲ့ပါတယ် ဒီကားကိုတော့တယောက်ဆောင်မင်းသားလေးသူရဲ့အကိုဖြစ်သူကဝယ်ယူပေးခဲ့ရလို့သိရပါတယ်။ဝယ်ယူထားခဲ့ရကလည်းတိတ်မကြသေးပဲနဲ့အကိုတယောက်ဆောင်မင်းသားလေးသူကအညာဘက်ကြီးကားမောင်းတဲ့ခါမှာမတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။တယောက်ဆောင်သူမောင်းနေလာတဲ့ Toyota Matu ကားကမတော်တဆမှုဖြစ်တဲ့အချိန်မှာပုံစံတွေကအတော်လေးထူးဆန်းခဲ့ပါတယ်။အခုဆိုရင်တော့ license မဲ့ကားဆိုတာကိုလည်းသိလိုက်ရသလိုအကိုဖြစ်သူကဝယ်ယူပေးတယ်ဆိုတာကိုလည်းသိရတဲ့အတွက်ပရိသတ်တွေတော်တော်များများကတော့အတန်တရားဝင်နေကြပါတယ်။တချို့ကကွယ်လွန်သွားခဲ့ရလဲကြပြီမလို့ဒီသတင်းတွေကိုအစား ပြန်မဖို့ကြဖို့အတွက်ပြောနေကြပါမယ်။မင်းသားအတွက်တရားမျှတမှုရယူပေးဖို့ကလည်းလိုအပ်နေပါသေးတယ်။ဒါကြောင့်ချစ်ခင်အားပေးရတဲ့ပရိသတ်တွေကတော့ဒီကိစ္စတွေကိုအစာဆွဲထုတ်ပြီးတစ်ခုပြီးတစ်ခုဖော်ထုတ်နေကြရပါ။တရုတ်ဆောင်သူကအခုလိုမျိုးကွယ်လွန်သွားတဲ့အချိန်မှာအရန်အောင်မြင်နေပြီးရှေ့ဆက်ရှောင်းလန်းရမယ့်အနုပညာလန်းချောင်းကလည်းဖြောင့်ဖြူးနေပါပြီ။ မိဘကိုလှုပ်ကြွေးပြုစုနေတဲ့သားလေးမလေးလည်းဖြစ်တာကြောင့်ချစ်ခင်အားပေးရပရိသတ်တွေကတော့အများနေကြပါတယ်။ဒါပေမဲ့အသက်20ကျော်အရွယ်မှာတင်အောင်မြင်မှုတွေနဲ့အကုန်လုံးကိုစွန့်ခွာခဲ့ပြီးတော့ရောတရက်ဆန်စွာပဲကွယ်လွန်သွားခဲ့ရဖြစ်ပါတယ်။မင်းသားတို့ကတော့ဇလန်တွဲတွေမှာအောင်မြင်ခဲ့ရုံသာမကရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဇက်ဖို့အနေနဲ့အောင်မြင်ခဲ့ပြီးတော့မကြခင်မှာပဲဇက်ဆောင်မင်းသားဖြစ်လာနိုင်တော့မဲ့အရေးချင်းရှိသူဖြစ်ပါတယ်။ အခုလိုမျိုးမသိငါးစရာအချက်တွေနဲ့ထပ်မံသိရှိလာခဲ့ရတဲ့အချက်လက်ရဆိုရင်တော့သူကွယ်လွန်သားခဲ့ရတာကပုံမှန်မဟုတ်နိုင်ဘူးလို့ပရိသတ်တွေကတော့တထစ်ချပြောနေခဲ့ကြပါတယ်။မိခင်ကြီးနဲ့ညီမလေးဖြစ်သူကတော့အိမ်မတန်ဝမ်းနေနေရကြောင်းဒီကိစ္စတွေကိုဖော်ထုတ်နိုင်စွမ်းမရှိခဲ့ပါဘူး။ဒါကြောင့်ပရိသတ်တွေကပဲတကူပီတကူဖော်ထုတ်နေခဲ့ပြီးအခုလည်းကားကလိုင်းစင်မဲ့ကားဖြစ်နေကြောင်းထပ်မံတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောတရုံဆောင်မင်းသားလေးသူရဲ့ကွယ်လွန်မှုတွေပေါ်မှာဘယ်လိုမျိုးထင်ကြပါသလဲရှင်။အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။